အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အိမ်မက်ဆိုးတင်းကြိုင်းဤလှုပ်ဝက်ချက်များဆိုတဲ့ဝတ္ထုရှည်လေးကိုပြောပြခြင်းပါတယ်သူကတော့အပိုင်း30ပါမှာပေါ့ဒီနေ့တော့အပိုင်း1ကို အရင်ဆုံးပြောပြပေးပါမယ်ခေါင်းစဉ်ကတော့အိမ်မက်ဆိုးတင်းကြိုင်းဤလှုပ်ဝက်ချက်များနေဝင်ရီတရောချင်းအနောက်ဘက်တောင်တန်းတွေရဲ့နောက်ွယ်ကို နေလုံးကြီးကတဖြည်းဖြည်းရှော့ဆင်းသွားတာနဲ့အမျှတောင်ကုန်းငယ်လေးပေါ်ကအိမ်မဆိုးတင်ကန်းကြီးဟာ တဖြည်းဖြည်းမှောင်ရီပြိုးလာခဲ့တယ်။မိုးကုတ်ဆက်ဝိုင်းမှာကြံ့ရည်ခဲတဲ့နေရောင်နီနီလေးတွေဟာတင်းကျိုင်းလူတွေပေါ်ကိုနောက်ဆုံးအလင်းရောင်တွေဖြန့်ကျက်ပေးနေတော့မယ်။လေးပြေအေးအေးလေးကတိရွတ်ချောက်တွေကိုတရွေ့ရွေ့တွန်းသွားပြီး ရှေးဟောင်းတင်းကြိုင်ကူတွေကြားမှာအရှိန်မဲတွေက ရှေးလျားစွာဖြန့်ကျက်နေတယ်။ညနေခင်းရဲ့တိတ်ဆိတ်ငြိမ်သက်မှုကတင်းကြိုင်တစ်ခုလုံးကို လွှမ်းခြုံထားပြီးကြောက်မက်ဖွယ်ကောင်းတဲ့အငွေ့သက်တွေက လေတူထဲမှာပြန့်လွင့်နေတယ်။ကိုအောင်ဟာတင်းကြိုင်ဆောင်အဖြစ် သူ့တာဝန်ကိုစတင်ဖို့တင်းကြိုင်ဂိဝါကိုဖျက်လျှောက်လာတယ်။ သူဟာ အသက်50ဝန်းကျင်ရှိပြီး မျက်နှာမှာအရေးအကြောင်းတွေနဲ့ပြည့်နှက်နေတယ်။နှစ်ပေါင်းများစွာဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေက သူ့မျက်နှာပေါ်မှာအမှတ်သားတွေကျန်ရစ်စေခဲ့တယ်။တင်းချိုင်းရဲ့တမိုင်းချောင်းကို ကောင်းကောင်းသိရှိပြီးဒေတာခန်တွေရဲ့ဒဏ္ဍာရီတွေကိုလည်းရင်းနှီးကျွမ်းဝင်သူတစ်ယောက်ဖြစ်တယ်။ သူဟာညဘက်မှာတင်းကျိုင်းကိုစောင့်ရှောက်ရင်းရှေးဟောင်းတင်းကျိုင်းကူတွေရဲ့တိတ်ဆက်မှုနဲ့လျှို့ဝှက်စမ်းကျင်မှုကို ခံစားရင်းနှစ်ပေါင်းများစွာ ဖြတ်တန်းခဲ့တယ်။တင်းကျိုင်းဟာ နှစ်ပေါင်းတရာကျော်တက်တန်းရှိပြီးဒေသခံတွေက၎င်းမှာမဖြစ်ရှင်းနိုင်သေးတဲ့လှုပ်ဝှက်ချက်တွေရှိတယ်လို့ယုံကြည်ကြတယ်။အရင်တုန်းကဒီတင်းကျိုင်းဟာ ရာဇဝတ်သားတွေကဲ့ရောဂါနဲ့ဆုံးတင်းဆုံးသွားသူတွေနဲ့ မတရားတင်ဆုံသွားသူတွေရဲ့နောက်ဆုံးနေရာဖြစ်တယ်။တင်းကျရဲ့တမိုင်းကျောင်းမှာအမဲဆက်တွေအများကြီးရှိနေတယ်။လူတက်မှုတွေထူးဆန်းတဲ့တင်ဆုံမှုတွေမှော်ပညာဆိုင်ရာအဖြစ်ပြက်တွေစသဖြင့်ဒေတာခန်တွေကညာဘက်ဆိုရင်အဲ့ဒီတင်းကျိုင်းတရားတွေထူးဆန်းတဲ့အလင်းရောင်တွေတုံးညင်းတဲ့အတန်တွေကိုကြားရတတ်တယ်လို့ပြောကြတယ်။ ကိုအောင်ဟာလက်နှိတ်ထက်မီကိုဖွင့်ပြီးရှင်းဟောင်းတင်းချိုင်ကူတွေကိုတစ်ခုပြီးတစ်ခုရှောက်ကြည့်တယ်။သူဟာတင်းချိုင်ရဲ့တိတ်ဆိတ်မှုကို ခံစားရင်းအရင်တုန်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေကို ပြန်လည်တွေးတောနေတယ်။သူဟာတင်းချိုင်ကိုတစ်ခုရှိမှရက်တက်လိုက်ပြီးဂူပေါ်မှာရေးထားတဲ့နာမည်နဲ့ရက်စွဲတွေကိုဖတ်ရှုတယ်။ဂူပေါ်မှာ ခလေးငယ်တဦးရဲ့နမည်နဲ့မွေးနေ့တည်ဆုံးတဲ့နေ့ကိုရေးထားတယ်ကိုအောင်ဟာ ခလေးငယ်ရဲ့ခုကိုကြည်ပြီးစိတ်မကောင်းဖြစ်သွားတယ်ခလေးငယ်ဟာဘယ်လိုတည်ဆုံးသွားခဲ့တာလဲဘာကြောင့်ဒီတင်းကြိုင်းထဲမှာမြုပ်နှံခံခဲ့ရတာလဲရုတ်တရက် လေပင်တစ်ချက်တိုက်ခိုက်လာပြီးရှေးဟောင်းတစ်ပင်တွေရဲ့အရွက်တွေကတရွတ်ရွတ်မိသံတွေထွက်လာတယ်။ကိုအောင်ဟာခြောက်ခြားသွားတော့လေသူ့တာဝန်ကိုဆက်လက်လှုပ်ဆောင်ရန်စိတ်ပိုင်းဖြတ်ထားတယ်။သူဟာလက်နှိုက်ထက်မီးကိုကင်ပြီးတင်းချိုင်းကူတွေကိုဆက်လက်ရှောက်ကြည့်တယ်။တင်းချိုင်းကူတစ်ခုရဲ့အနီးကိုရောက်သွားတဲ့အခါမှာထူးဆန့်တဲ့အနံ့တစ်ခုကိုရှားလိုက်တယ်။ အဲ့ဒီအနံ့ကပုတ်ပွားတဲ့အနံ့နဲ့ဆင်တူပြီး ကိုအောင်ကိုမအီမတာဖြစ်စေတယ်။သူဟာလက်နှိုက်တဲ့မီးကို အနံ့လာရစီထိုးကြည့်တော့လဲဘာမှမတွေ့ရဘူး။ကိုအောင်ဟာအနံ့ကိုမေ့ပြန်ရန်စူးစမ်းပြီးတင်းကျိုင်းကူတွေကိုဆက်လက်ရှောက်ကြည့်တယ်။တင်းချန်းကူတစ်ခုရဲ့အရှိကိုရောက်သွားတဲ့အခါထူးဆန်းတဲ့အလင်းရောင်တစ်ခုကို တွေးလိုက်ရတယ်။ ီအလင်းရောင်ဟာတင်းချိုင်းကူပေါ်မှာပေါ်လာပြီးတဖြည်းဖြည်းနဲ့လူပုံတရံပြောင်းလဲသွားတယ်။ကိုအောင်ဟာကြောက်လန့်တုန်လှုံသွားပြီးလက်နဲ့ချက်မီကိုအလင်းရောင်စီထိုးကြည့်တယ်။အဲ့ဒီအလင်းရောင်ကခလေးငယ်တဦးရဲ့ဝိညာဉ်ဖြစ်ပြီး ကိုအောင်ကိုကြည့်ပြီးတူးညင်းတဲ့အတန်နဲ့စကားပြောတယ်။ကျွန်တော်ကိုကူညီပါ။ကျွန်တော်တယောက်တည်းကြောက်နေတယ်။ ကျွန်တော်ကိုဒီကနေခေါ်ထုတ်သွားပါကိုအောင်ဟာကြောင်လန့်တုံလုံးစွာနဲ့နောက်သို့ဆုတ်လိုက်ပြီးခြေလန်းတွေကိုလှဲ့ကာတင်းချိုင်းကိဝါသို့ပြေးသွားတယ်သူဟာတင်းချိုင်းကိဝါကိုရောက်တဲ့အခါအသက်ကိုခက်ခဲစွာရှူရှိုက်လိုက်ပြီးနောက်သို့လှည့်ကြည့်လိုက်တယ်တင်းချိုင်းတစ်ခုလုံးဟာတိတ်ဆိတ်ငြိမ်သက်နေပြီး ထူးဆန်းတဲ့အလင်းရောင်ဟာလည်းပြက်ကွယ်သွားပြီဖြစ်တယ်။ကိုအောင်ဟာ သူ့ရှင်ဘက်ကို လက်ဖြင့်ဖိထားပြီးညကဖြစ်ရက်ကို ပြန်လည်စဉ်းစားနေတယ်။သူဟာ ခလေးငယ်ရဲ့ဝိညာဉ်ကိုကုညီရန်ဆုံးဖြတ်လိုက်ပြီးတင်းကြပ်ရဲ့လှုပ်ဝက်ချက်တွေကို ဖော်ထုတ်ရန်စတင်ဆောင်ဆန်းတော့တယ်။ ဒီနေ့ကတော့အပိုင်း၁လေးကတော့ဒီများတွေပဲပြီဆုံးသွားပါပြီ။မနေ့ပြန်ကြရင်အပိုင်း၂လေးကိုဆက်လက်ပြပြပေးပါမယ်။စောင့်မျှော်ကြည့်ရှုကြတဲ့ပရိသတ်တဲ့ဦးတယောက်ချင်းစီအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။